။ခိုင်းမနေလို့အလိုလျောက်ခိုင်းကစားမတတ်သွားပါဘူး။ကျွန်တော်တို့လေးလာတင်ရတယ်၊လေ့ကျင့်ရတယ်၊အပင်ပန်းခံရတယ်။အများစုကထိုင်းကစားကိုဝါသနာပါလို့လေ့လာနေရတာဆိုတာတဲ့လိုအပ်ချက်ကြောင့်လေ့လာနေရတဲ့သူတွေကပိုများပါတယ်။ဒါကြောင့်ဝါသနာပါပါမပါပါလေ့လာရမယ်အတူတူကျွန်တော်ရည်ချက်ထားပြီးလေ့လာလိုက်ပြီဆိုရင်။ဒါဆိုရင်ကိုယ့်ကိုယ်မေးခွန်းတစ်ခုမေးကြည့်ပါ။ပရမတ်တစ်ခုကထိုင်းကစားကိုလေ့လာရတဲ့အခြေချက်ကဘာဖြစ်မလဲ။ ောက်တစ်ခုကဘယ်အတိုင်းတာလဲပဲဒီလေ့လာသွားမလဲဒီနှစ်ခုကိုတီးချင်ရပြီပါမယ်ဆိုလို့ရှိရင်ကျွန်တော်ထိုင်စကားပြောတတ်ဖို့လည်းအဓိကကြတဲ့အချက်သုံးချက်ကိုသိထားရမှာပဲနံပါတ်1တစ်ခုထိုင်စကားနဲ့ဆက်နွယ်တဲ့ပတ်ဝန်းကျင်မှာနေထိုင်ပါပတ်ဝန်းကျင်ကကိုယ်စီရမှာမဟုတ်ဘူးကိုယ်တိုင်တည်ဆောက်ယူရပါတယ်ဥပမာတစ်ခါတစ်ခါလေ့လာနေရတဲ့သူတွေနဲ့မိဖွဲ့တာသင်တန်းတက်တာ အချင်းအများစုကိုထိုင်စကားလေးလာပြီးတော့ပုံစုံလာပြီးကိုထိုင်စကားလေးလာတာကိုဆိုရှင်မီဒီယာပေါ်မှာပေါ်ပြတာဒါမှကိုလိုလေးလာနေတဲ့သူတွေကကိုစီကိုကြားလာမှာဖြစ်တယ်နောက်လည်းဘာသာစကားတင်ယူပြီးလူတွေနဲ့စကားပြောဖို့ရှက်နေကြောင်းနေတာကကျွန်တော်တို့အောင်မြင်ခြင်းပြီးဘာမှထားမလို့တဲ့လူမျိုးပါပဲဒါကြောင့်အမအမှန်ထက်အကောင်းဆုံးလုပ်မယ်ဆိုတဲ့စိတ်နဲ့အသုံးချပါပြီးမြန်များသိတာဆိုတာတဲ့မြန်များအသုံးချနိုင်ဖို့ဦးစားပေးပါနံပါတ်3စနစ်တကျလေးလာတင်ယူ ထိုင်းမှာထိုင်းစာမတက်ပဲစကားပြောပိုင်းရှားနေတဲ့သူတွေအများကြီးရှိသလိုထိုင်းစာတက်ပြီးစကားပြောပိုင်းအားနေတဲ့သူတွေလည်းအများကြီးရှိပါတယ်။စာပိုင်းလေးလာမယ်ဆိုလို့ရှိရင်မြန်မြန်ရေးမြန်မြန်ဖတ်ဖို့လိုမယ်။စကားပြောပိုင်းကိုလေ့လာမယ်ဆိုလို့ရှိရင်မြန်မြန်ပြောမြန်မြန်နားထောင်အောင်ဖြစ်ပါတယ်ပေါ့နော်။ပြပြရပုံစံမျိုးနဲ့မလေ့လာပါနဲ့။ကျွန်တော်ကိုယ်တိုင်ထိုင်းစာလေ့လာနေတဲ့သူတယောက်ဖြစ်တာမို့လို့ကျွန်တော်လည်းအတူတူလေ့လာချင်တယ်ဆိုလို့ရှိရင်ဖိတ်ခေါ်ပါတယ်။